လာရှုအရေးတရုတ်တန်ယုံထုတ်ပြန်ချက်အောက်မှာထောင်ထဲချီတဲ့မြန်မာပြည်သူတွေပြင်းပြင်းထန်ထန်ကန့်ကွက်ထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာရှုမျိုးကိုစစ်ကောင်စီလက်ထက်ထိုးအပ်လိုက်ရတာနဲ့ပတ်သက်လို့တရုတ်တန်ယုံရဲ့ထုတ်ပြန်ချက် Facebook post အောက်မှာထောင်နဲ့ချီတဲ့မြန်မာပြည်သူတွေကပြင်းပြင်းထန်ထန်ကိုကန့်ကွက်ရှုတ်ချခဲ့ကြပါဗျ။ လာရှို့မျိုးနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံသားရဲ့ဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူရဲ့ပြောကြားချက်ကိုဧပြီ22ရက်ကမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံ Facebook မှာမြန်မာဘာသာနဲ့ဖော်ပြခဲ့တာပါအဲ့ဒီပို့ဆောင်မှာပဲမြမပြည်တွင်းရေးကိုပြောင်းကြကြဝင်ရောက်ဆွဖက်နေတဲ့တရုတ်အစိုးရအပေါ်မြမပြည်သူတွေက ကန့်ကွက်ခဲ့ကြတာဖြစ်ပြီးတချို့မှတ်ချက်တွေဆိုရင်နနကြီးကြီးရေးသားထားကြတာကိုလည်းတွေ့ရတာဖြစ်ပါတယ်။ ထောင်ထဲချီတဲ့မြန်မာပြည်သူတွေကပြင်းပြင်းထန်ထန်ကန့်ကွက်နေပေမဲ့စစ်ကောင်စီလောက်ခံပြည်သူပါတီရဲ့ခေါင်းဆောင်ငယ်တဦးကတော့တရုတ်အစိုးရကိုထောက်ခံရေးသားထားတာကို တွေ့ရပါတယ်။တရုတ်နိုင်ငံသားရဲ့ဝင်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကမြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာစစ်ပွဲတွေရတံမှုအတွက်စစ်နှင်းပွဲတွေလှုပ်ဆောင်သွားမယ်လို့ပြောထားတာဖြစ်ပါတယ်။